ချက်ဥပြုတ်တစ်လုံးချက်ဥချော်တစ်လုံးမှာကယ်လိုရီဘယ်လောက်ပါလဲကျွန်တော်တို့အသေးစိတ်တွက်ချက်ပြီးတော့ကြည့်ကြပါမယ်ချက်ဥမှာအားလုံးသိကြတဲ့အတိုင်အနှစ်နဲ့အကာနဲ့ဆိုပြီးတော့နှစ်ပိုင်းရှိပါတယ်ဒီမှာဆိုရင်ချက်ဥနှစ်နဲ့ချက်ဥအကာချက်ဥအကာမှာတော့တစ်လုံးစာဆိုလို့ရှိရင်ကယ်လိုရီ20ပဲပါပါတယ်သူကအနှစ်မှာတော့ကယ်လိုရီ60ကယ်လိုရီပါပါတယ်အဲဒါကြောင့်အဲကျောက်တလုံးလုံးဆိုရင်80ကယ်လိုရီပါပါတယ်အကာမှာအဓိကပါတာကတော့ protein လို့ ခေါ်တဲ့အသားဓာတ်တွေအများကြီးပါပါတယ်အနှစ်မှာကတော့ vitamins မှမှ vitamin A D E K vitamin B12 တွေပါပြီးတော့ပြီးတော့ minerals သတ္တုဓာတ်တွေပါပါတယ်အဲ့ဒါကြောင့်ကြောက်ပြုတ်တစ်လုံးမှာဆိုလို့ရှိရင်ကယ်လိုရီက80ကယ်လိုရီဒါကကြောက်ခက်ကြီးကြီးတစ်လုံးပေါ့နော်အဲကြောက်ဥကြော်မယ်ဆိုလို့ရှိရင်စီမပါပဲအိုးကတ်လေးကြော်မယ်ဆိုရင်တော့သူက80ဟာ80ကယ်လိုရီပဲပါတယ်တီဖယ်တို့လိုအိုးမကတ်တဲ့အိုးတွေပေါ့နော်အဲ ကျော်မယ်ဆိုရင်တော့80ကယ်လိုရီဒါမှမဟုတ်လို့ရင်စီရိုထောပတ်တို့မာဂျရင်းတို့ထည့်ပြီးတော့ကျော်မယ်ဆိုလို့ရှိရင်တရား60ကယ်လိုရီသွားနိုင်တယ်အဲဒါကြောင့်ကြက်ဥမှုကျော်ကြက်ဥနှလုံးရောထားတဲ့ကြက်ဥမှုကျော်တစ်လုံးကိုစီမြုပ်အောင်ကျော်မယ်ဆိုလို့ရှိရင်ကယ်လိုရီက360 350ကယ်လိုရီရှိများနိုင်ပါတယ်